င်္ဂလာပါရှင်။ C4TU YouTube Channel ကနေဂမ်ဘီယာဆန်ဆန်ဝတ္ထုတွေတရေတစီဝတ္ထုတွေကိုဖတ်ပြပေးနေမဲ့ကျမ Venus ပါရှင်။ဒီကနေ့ကျမဖတ်ပြပေးမှာကတော့ဆရာတရိဆက်ကရေးသားထားတယ်။ကြောက်တလားနဲ့ကြောက်နွားကိုကောင်ဆိုတဲ့ဂမ်ဘီယာစမ်းကြယ်လုံးချင်းဝတ္ထုတွေကအခန်း1 ရတယနပြာနှင့်အသက်ဝင်နေသောကြောင်သွားကြောင်မဲဖြစ်ပါလေရှင်။ မြန်မာနိုင်ငံအဝန်းတွင်ကြောင်နွားနှင့်ပတ်သက်၍ထူးခြားတော့နေရာတော်တော်များများရှိကြပြီသည်ရှေးကလူများသည်ကြောင်နွားရုံများကို အတိုက်အခိုက်အစီအရင်များ၌အသုံးပြုလေရှိကြသည်ဆေးနွားစီရင်ရ၌၎င်းအုပ်စာတိုက်များပညာတိုက်များကိုစောက်ရှောက်စီရင်တော်၎င်းကြောင်နွားရုံများကို ထုလုံစီရင်ခဲ့ကြပြီသည်ထင်ရှားသောနေရာ၌ထင်ရှားသောကြောင်နွားအချို့လည်းရှိပြီသည် ိုးဝင်တောင်၌မဟာဗန္ဓဝမင်းကြီး၏မိဖုရားကြီးပြုလုပ်ခဲ့သော ကြောင်နွားမှာလူတိများထင်ရှားပေသည်မိဖုရားကြီးသည်၎င်းအသုံးပြုဝစ်စင်သောကြောင်မြေရတနာများလောဝတ်တန်စာများအားနောင်ပွင့်လာလက်တန့်သောအရိမတိယမြတ်စွာဘုရားပွင့်တော်မူသည့်အခါကြောင်တော်ဆောက်လုပ်ရာ၌အသုံးပြုရန်လှူဒန်းထားခဲ့လေသည်၎င်းရတနာပစ္စည်းများအား ိုဝင်တောင်တနေရ၌ညှုံနှံထားကစင်ယုတ်စိတ်ယုတ်နွားယုတ်များကို ပြုတ်လုကအဆောင်အရှောက်အဖြစ်ထားခဲ့လေသည်ရှေးအဆက်ဆက်ကပင်ထိုယရနာပစ္စည်းများကိုလာရောက်ရှာဖွေရန် လာရောက်ကြသူများရှိကြလေသည်တိုက်ဆရာများနှင့်ယရနာပစ္စည်းရှာရန် လာရောက်ကြသူများမှာဖိုးဝင်တောင်ပေါ်သို့ရောက်သည်နှင့်စင်အော်သံစိတ်အော်သံနွားအော်သံများကြားကြရပြီး အချို့လဲ၎င်းတရိစံကြီးများဤလိုက်လံတိုက်ခိုက်မှုကြောင့်ထွက်ပြေးကြရလေသည်ပိုရိကျုံသူများဤပြောပြခြင်းအရာထိုတောင်ပေါ်သို့ပစ္စည်းရှာဖွေရန် ရောက်သည်နှင့်စင်စိတ်နွားအဆရှိသောတရိစံအော်သံများကိုနေရာအနှံ့မှ ကြားကြရပြီးကြောင်နွားကြောက်စင်များမှ အသက်ဝင်လာပြီးလိုက်လံတိုက်ခိုက်ကြသဖြင့်ထွက်ပြေးကြရလေသည် အချို့လဲ ပြင်းရင်လွှမ်းရင်နဲ့တောင်ပေါ်မှကြောက်အတွင်းသို့ပြုတ်ကြကာတည်ဆုံးကြရသည်ထို့ကြောင့်ဖုံဝင်တောင်၌ရှိသော ကြောင်နွားမှာလူသိများထင်ရှားသောအယုတ်ဖြစ်လေသည် အခြားထင်ရှားသောကြောင်နွားယုတ်မှာပုတ်ပါတောင်ကြီး၌ရှိသောကြောင်နွားနှစ်ကောင်ပင်ဖြစ်သည်၎င်းကြောင်နွား၎င်းကြောင်နှစ်သိုးနှစ်ကောင်မှာလူတို့စီမံထုလုပ်ထားခြင်းမဟုတ်ပဲလူသဘာဝအတိုင်းဖြစ်ပေါ်နေသော ကြောက်ရွံ့များဖြစ်ကြလေသည်ပုပ်ပားတောင်နှင့်ဆက်လင်း၍တချင်းများရေးသားကြရာတွင်စိန်ဆန်းရေစိန်ဆန်းရေရင်60နှင့်ကြောက်နတ်တိုးကိုးကောင်ရှိပါれဟုဆက်၍တီဆူကြသည်အမှန်တော့ပုပ်ပားတောင်၌ကြောက်နတ်တိုးကိုးကောင်မရှိပေနှစ်ကောင်သာရှိပေသည်ထိုကဲ့သို့ဆိုကြခြင်းမှာအောင်မြေကိုးဌာနအံ့ဘွယ်ကိုးဖျား ကျင်းကိုခြင်းကုံကိုကုံလို့နေစီလျော်အောင်ကြောင်နွားကြောင်နဲ့သောကိုးကောင်ရှိသည်ဟုရေးသားတည်ဆိုကြခြင်းဖြစ်လေသည်ပုပ်ပန်းတောင်၌ရှိသောကြောင်နဲ့သောနှကောင်မှာရေငယ်အထက်ရေထွက်ဤအနီး၌တကောင်ဥယင်သာအိုင်၌တကောင်၎င်းနှကောင်သာရှိလေသည်ကြောက်ခဲဤအယောင်မှာညိုညိုပြစ်ပြစ်နှင့်ပုံတံတံမှာ နှစ်ကြိတ်သိုးကြီးများနဲ့ပုံတံတန်တူလီသည်ရေငယ်ကြောင်နှသောမှာအမြင့်လေးတောင် အလျား9တောင်ခန့်ရှိသည် အရှိတောင်ဘက်သို့ဥမော့ဥကောက်မော့ကမျက်နာပြုတ်နေလေသည်ဥယင်သာအိုက်ရှိနှသောကြီးမှာအမြင့်9တောင် အလျား17တောင်ခန့်ရှိသည် အနောက်တောင်ဖက်သို့မျက်နာပြုတ်နေလေသည် အချို့ကကြောင်နှသောနှကောင် ွေ့ရန်မန်ဆောင်နေကြသည်ဟုဆိုကြသည်ထို့ပြင်ငမန်ကဲစီရင်ရေးသားသောဘုံမိတိုက်ကြမ်းထဲတွင် ကြောင်နွားဆောင်လျှောက်သောတိုက်များအကြောင်းရေးသားထားရာညာစွာရှိလေသည်ထို့အထဲမှမှထင်ရှားသောအကြောင်းအရာတစ်ခုကိုရေးသားဖော်ပြပေးပါမည်ပုပ်ပားတောင်ကြီး၌ရှေ့ခါကအောက်ရသေးဟုအောက်ရသေးဟုသောအမိဖြင့်ကြော်စောထင်ရှားသော တိတဘာရှိခဲ့ပြီသည် ထိုယတိမှာအရှင်သာရဒယတိပင်ဖြစ်သည်နောင်သောအခါအရှင်သာရဒယတိမှာ ထွက်ရပေါက်ပုဂ္ဂိုလ်များထဲတွင်တဘာပါဝင်လေသည်၎င်းယတိသတင်းသုံးနေထိုင်သောနေရာမှာတောက်ရှာယိုးအထက်ဖြား၌ဖြစ်သည်၎င်းထောက်ရှာယိုးသည်ဆေပေါက်ရွာဤအရှိမြောက်တဒိုင်ခွင်းခန့်အကွာ၌တည်ရှိသည် ပုပ်ပားတောင်ကလပ်ဤအနောက်တောင်ဘက်ကျသည် အရှင်သာရဒယတိသည်စူလခန္ဓာရီလမ်းကိုကျိုးပန်းဆွမ်းဆောင်ရာလျော်တော်စွာမြောက်စွန်းကျရေထွက်ရှိအရှင်မေနိယယတိအရင်ထရပောက်လမ်းကြွညမ်းခဲ့သည်ဟုအဆိုရှိသည် အရှင်သာရဒယတိသည် ဖိုထိုးနေစဉ်၎င်း၏ဥကောင်ထိတ်တဲ့နေရာတွင် နွားလဘူးနှင့်တူသောဘူးလုံးကြီးတစ်လုံးထွက်လာခဲ့လေသည်၎င်းယတိသည်ထိုဘူးလုံးကြီးကိုလူသူမြေမာကမသိလျော်သောကြောင့်ဝါဖက်များကိုဆက်ဟက်တီချုပ်လျက်ဦးကောင်းမှဘူးလုံးကြီးကိုဖုံးအုပ်ထားလေသည်တော်ရဲရောက်လာသူများကအရှင်သာရဒယတိဦးကောင်းပေါ်မှာဝါဖတ်များစောင်းထားသည်ကိုတွေ့မြင်ရသောအခါတအံ့တအောနှင့်မေးမြန်းကြရာယတိက ဒေါချာစောင်းထားကြောင်းပြောပြသည်ထိုကဲ့သို့ဒေါချာစောင်းထားသောယတိကြီးကိုတွေ့မြင်ရမှ ထိုယိုးကိုဒေါချာယိုးဟုအမည်ပေးခေါ်ခဲ့ကြသည်ယခုအခါမှာတော့ထောက်ရှာယိုးဟု အမည်တွင်ခဲ့လီပြီထိုဒေါချာဆိုသော အသုံးဆောင်ပစ္စည်းကို အရှင်သာရဒယတိမှစတင်အသုံးပြုခဲ့သောကြောင့်ဒေါချာအစသာရဒကဟူ၍ပြောစမှတ်တွင်ခဲ့ကြသည် ခုအခါမှာတော့ဒေါချသည်ယသိတို့ဤအသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ်ယသိတိုင်းလူလူအသုံးပြုလျက်ရှိနေကြလေပြီအရှင်သာရဒယသိသည်ဝိဇ္ဇတို့အဖြစ်သို့ကူးပြောင်းခါနီး၌အထမအောင်မြေဖြစ်သောမှန်ကင်းတောင်တွင် ထွက်ရက်ဝင် ပုပ်ကူများဤစီကံနီးလန်းအတိုင်းတခန်းရက်တီးလျက်ဖြည့်ညီကျင့်သုံးနေစဉ်ကာလတွင် စေးဖြင့်စီရင်ထားသောမှန်ကိုခင်းလျက်အရက်ရှိမျက်နာကို ကြည့်ရှုတော်မူလေသည် ထိုကဲ့သို့မှန်ကိုခင်း၍ကြည့်သောကြောင့်မှန်ခင်းတောင်းဟုခေါ်ဝေါ်ခဲ့ကြရမှ ကာလရှည်ကြသောအခါမှန်ခင်းတောင်းဟု ပြောင်းလဲခေါ်ဝေါ်ကြလေသည်အချို့ကလည်း၎င်းတောင်းကိုအဝေးမှလှမ်းကြည့်ပါကမှန်ခင်းကဲ့သို့ထောင်လွှားခြင်းအသွင်ဆောင်သောကြောင့် မှန်ကင်းတောင်းဟု အမိတွင်ကြောင်းဆိုကြသည်အရှင်သာရဒယတိသည် ထွက်ရလန်ကြွန်မြန်းကနီးသောအခါမှန်ကင်းတောင်တဝိုက်တွင်တိတ်တိရှိသောရတယနရွှေပြာများကိုကြောက်တုံးကြီးသရုံအတွင်း၌မြုပ်နှံထားခဲ့လေသည် အချို့သူများသိအောင်လေထိုတောင်၌ရွှေအမြောက်အများထားခဲ့သည်ဟုမှားကြားထားခဲ့လေသည်တနေ့တနိုင် ထိုသတင်းကိုကြားသောလူတချို့ရောက်လာပြီးရွှေရှာကြလေသည်။၎င်းတို့သည်ရွှေရှိရာနေရာကို သိသဖြင့်မှန်ကင်းတောင်ဤလက်ရဘက်အခြေတွင်ရှိသော ကြောက်တုံးကြီးကို ရှာဖွေကြလေသည်။ထိုကြောက်တုံးကြီးမှာလူတစ်ဖက်သာသာခန့်ကြီးမားလေသည်။ရွှေရှာရန် ရောက်လာကြသူများမှာမှန်ကင်းတောင်အောက်ခြေ၌ရှိသော ကြောက်တုံးကြီးကို တွေ့မြင်ကြရလေသည်။ ရှင်သာရှင်သာရဒယတိထားခဲ့တဲ့ရွှေတွေကိုမြုပ်ထားခဲ့တဲ့ကြောက်တုံးကြီးဆိုတာဒီကြောက်တုံးကြီးပဲဖြစ်မယ်ထင်တယ်။တိုက်စာအညွန့်ရတော့ဒီနေရာပဲဆိုတော့ဒီကြောက်တုံးကြီးထဲမှာပဲ ရှိရမှာပေါ့။ခွဲကြည့်ကြရအောင်။ထိုးထုတ်ပြောပြီးလိုက်လံကြည့်ကြတော့အခါအလျားတထွာခန့်အနံလက်သုံးသိခန့်နဲ့ဇောက်နှစ်လက်မခန့်နဲ့တော့ကြောက်တွင်းထဲမှာ ရွှေမတွေ့ရပဲပြာများကိုသာကြိတ်ကြရလေသည်၎င်းပြာများမှာနာခဲအယောင်ရှိလေသည်ရွှေရှာရန်လာသောလူတစုမှာကြောက်တုံးထဲမှာရွှေမတွေ့ရပဲပြာများကိုသာတွေ့ရသဖြင့်များစွာစိတ်ပြတ်သွားကြလေသည်ကြောက်တုံးထဲမှာတသက်လုံးသုံးမကုန်မဲ့ရွှေတွေရှိတယ်ဆိုလို့အဟုတ်မှတ်ပြီးလားရှာရွှေမရှိပဲပြာမုံနေပဲရှိပါလား ဟုတ်ပါရဲ့ကွာပင်မန်းရချိုးမနဲ့လိုက်တာဒီပြာမုံတွေကတော့ငါတို့အတွက်ဘာမှအသုံးကြမှာမဟုတ်ပါဘူးကွာဟုဒေါသဖြင့်ပြောဆိုက ကြောက်တုံးခွဲအတွင်းမှ ပြာမုံများကိုသွန်မှောက်၍ယွာတို့ပြန်သွားကြလေသည်ယွာတို့ရောက်သောအခါထိုအเจ้าကိုအခြားသူများအားလိုက်လံပြောပြရာမှစေးစရာကြီးတယောက်ကကြားသွားသဖြင့်ခေါ်မေးလေသည် မင်းတို့မှန်ကင်းတောင်မှာရွှေရွှေသွားရှာကြတာရွှေမသွေးပဲပြာမောက်တွေပဲ တွေးခဲ့ကြတယ်ဆိုဟုတ်လားဟုတ်တယ်ဆရာကြီးရသေးကြီးထားခဲ့တဲ့တိုက်စာထဲမှာတသက်လုံးသုံးမကုံအောင်များတဲ့ရွှေတွေရှိတယ်ဆိုလို့အဟုတ်မှတ်ပြီးသွားရှာတာဟိုရောက်တော့ရွှေဆိုလို့တရွေသားတောင်မှာမတွေ့ရပါဘူးပြာတွေပဲတွေ့တယ်ဟင်ပြာတွေဟုတ်လားဟုတ်တယ်ဆရာကြီးပြာမောက်တွေပဲတွေ့တယ်မင်းတို့အဲ့ဒီပြာမောက်တွေကိုဘာလုပ်ခဲ့ကြသလဲ ကျုပ်တို့လည်းစိတ်ပေါက်ပေါက်နဲ့အားလုံးသွန်ပစ်ခဲ့ကြတယ်။အောင်မလေးမိုက်ပါကွာ။တသက်စားမကုန်မဲ့ရွှေရင်းကြီးတွေ့ပါလျက်နဲ့ဖြက်စီပစ်ခဲ့ကြရတယ်လို့ကွာ။ဘယ်လိုရွှေရင်းကြီးလဲဆရာကြီးရဲ့ကျွန်တော်တို့နားလည်အောင်လဲတစ်စိတ်လောက်ပြောပြပါအောင်။မင်းတို့တွေ့ခဲ့တဲ့ပြာမုံတွေဆိုတာတခြားမဟုတ်ဘူး။ရတာယနာရွှေပြာမုံတွေဖြစ်ရမယ်။အဲ့ဒီရွှေပြာမုံကိုစားရင်အသက်ရှည်တယ် ယောဂာမှန်သမျှအားလုံးပျောက်ကင်းမယ်။အနာယောဂာမှန်သမျှအဲ့ဒီပြာနဲ့တို့ယုံနဲ့ပျောက်စေတယ်။ဟင်တကယ်ပဲလားဆရာကြီး။တကယ်ဘောကွဒါရင်ပဲကမလဲ။နာဖြစ်စေဘောဖြစ်စေတဆယ်သားကိုအရေးကျိုးပြီးရတယနာရွှေပြာတရွေးသားလောက်ပြစ်ထည့်ယုံနဲ့အခောက်ရွှေကောင်းတဆယ်သားဖြစ်နိုင်တယ်။တကယ်တော့ပါရဒရှင်အသိဟာအဂိရပညာနဲ့သိတိပောက်သွားတာဆိုတော့ သူထားခဲ့တဲ့ပြာမှုန့်ဆိုတာပမှန်ပြာမျိုးဖြစ်ပါတော့မလားကွာထိုစကားကြားသောအခါမှလူသုံးယောက်တို့မှယူကျုံးမရဖြစ်က နောင်တရကြလေသည်ရှေးကထွက်ရလန်းကြွာမြန်းတဲ့ပုပ်ကူတွေဟာ သူတို့ရဲ့အမွေအနှစ်တွေကိုနောင်လာနောက်သားတွေအသုံးပြုဖို့ခြံထားခဲ့ကြတယ်ဒါပေမဲ့စကားပရိရဲ့နဲ့ညှွန်းလိရှိတယ်ရှင်သာရဒယတိရဲ့အညွှန်းစာပေထဲမှာပါတဲ့ ရွှေတစ်တာဆိုတာအဲ့ဒီရွှေပြမုံတွေကိုပဲပြောတာအဲ့ဒီရွှေပြမုံတရွေးရှိုံနဲ့ရွှေ30တန်းလောက်ရနိုင်ပြီဆိုတော့မင်းတို့တွေ့ခဲ့တဲ့ပြမုံတွေနဲ့ဆိုရင်ရွှေတသစ်တာမဟုတ်ဘူးရွှေတစ်တာ10လုံးလောက်မကရနိုင်တာပေါ့ဒီတခါတော့ကျွန်တော်တို့မသိလို့လွန်ခဲ့မိပြီတခြားဘယ်နေရာတွေမှာဘာရှိသေးလဲဆရာကြီးတခြားနေရာတွေမှာလဲရှင်သာရသယတိထားခဲ့တဲ့ ိတ်ဒီဝင်ပစ္စည်းတွေအများကြီးရှိတယ်လို့ရှေးပေစာတွေအရာသိရတယ်။ဒါပေမဲ့ဒီပစ္စည်းမျိုးတွေက ထိုက်မှ သုံးဆွဲခွင့်ရကြတယ်။မင်းတို့သိချင်ရင်တော့ဘုဟုတုတအဖြစ်ပြောပြမယ်ဟုအောက်ပါအကြောင်းအရာ ချို့ကိုပြောပြလေသည်။အရှင်သာရဒယတိမှာ၎င်းအနေနဲ့အခိရပညာနှင့် သိဋ္ဌိပေါက်ပြီးဝိဇာလန်ကြွမြန်းသောအခါနောင်လာနောင်သာထိုက်သူများရစီရန် ၎င်းအသုံးပြုခဲ့သည့်သိတ်ထီဝင်ပစ္စည်းများကိုသူ့နေရာနှင့်သူလျှို့ဝှက်ထားခဲ့ပြီးအညှောစာများထားခဲ့လေသည်မှန်ကင်းတောင်ဤတောင်ဘက် မိုင်ဝက်ကြော်ကြော်မြဝေးသောနေရာတွင် ကြောက်အိုးအိုင်ဟူသောနေရာရှိလေသည်ထိုကြောက်အိုးအတွင်း၌နဂါးတစ်ကောင်ရှိသည်ထို့ကြောင့်ထိုနေရာကိုကြောက်နဂါးဟုခေါ်တွင်ကြလေသည်ကာလကြာသောအခါကြောက်နဂါးမှကြောက်တကားဟု ြောင်းလဲခေါ်ခဲ့ကြသည်ထိုကြောင့်ငကားအတွင်း၌ရွှေရောင်အစင်းရှိသောစူလပန်ဒါရီဖြက်လန်းဂျေးပရဗိုက်တစုရှိလေသည်ထိုဂျေးပရဗိုက်ရှိကြောင်းနောင်လာနောက်သားသို့သိရှိစီရန်အတွေ့အရှင်သာရဒယတိကမှာကြားထားခဲ့ပြီသည်ထို့ပြင်အရှင်သာရဒယတိဒီရင်သုံးခဲ့သူသောထောက်ရှာရိုးအဖျားတွင်ကြောက်တန်းရှိသည်ထိုကြောက်တန်းဤ မြောက်အဆွဲတွင်ငအောင်နွားကြောင်းကုန်းရှိသည်ကြောက်တန်းအရှိမြောက်စွန်းစွန်းနွားကြောင်းကုန်းဤအရှိဖက်တွင်ဝေယုံသုံးယုံနှင့်ငပြောပင်အကျွင့်ကြံများရှိသေးသည်ဝေယုံသုံးယုံဤအလဲနေရာတွင်အရှင်သာရဒယတိအသုံးပြုခဲ့သော လုံသုံးလုံကိုထပ်ဆင့်ထားခဲ့သည်အပေါ်ဆုံးလုံမှာရိတ်ခါအတွက်အသုံးပြုသောရွှေဖြစ်ငွေဖြစ်လုံဖြစ်သည် ထွက်ရက်လန်းကိုလူလားကြသောပုဂ္ဂိုလ်တို့သည်ဤလုံဖြင့်ရရှိစေနိုင်သော ရွှေငွေတွေရွှေငွေတို့ကိုထွက်ရက်လန်းမရောက်မီရိတ်ခါအဖြစ်အသုံးပြုနိုင်သည်အလဲလုံးမှာအောင်သိဋ္ဌိများအတွေ့အသုံးပြုသောကာယသိဋ္ဌိကိုပြီးမြောက်စေနိုင်သော လုံဖြစ်သည်အောက်ဆုံး၌ထားသောလုံမှာအထက်လန်းသိဋ္ဌိများကိုပြီးမြောက်စေနိုင်သော လုံဖြစ်သည် ထိုလုံသုံးလုံရှိကြောင်းသိရှိကြသောကြောင့် လာရောက်ရှာဖွေကြတော့လေတစုံတယောက်မျှရှာဖွေတွေ့ရှိခြင်းမရှိသေးပေပုပ်ပန်းတောင်ကလတ်တဝိုက်မှာဗရေရှင်ရှိလျာထိုဗရေရှင်သည် ရှင်သာရဒယသိထားခဲ့သော လုံသုံးလုံဤအပေါ်ဆုံးလုံအတွင်းမှပြာများကိုသုံးလာတဲ့ချိန်လာရောက်စားလိရှိရာ အခါမလက်စောင့်ကြက်နေသူများလည်းရှိပေသည်ဗရေရှင်သည် 3လတစ်ကြိမ်6လတစ်ကြိမ်လာရောက်၍ဗဒားပြများကိုလာရောက်စားသည်ကိုစောင့်၍ရရှိအောင်ကြိုးပမ်းကြတော်လဲမအောင်မြင်ကြသေးပေ။သိဒ္ဓိရှိသောရတ္တယနပြာများကိုစွန့်ပစ်ခဲ့သောလူမိုက်3ယောက်တို့မှာစင်းစရာကြီးထံမှထိုအကြောင်းများကို သိသောအခါ၎င်းတို့စွန့်ပစ်ခဲ့သောရွှေပြာများရှိရာသို့နောက်တစ်ကြိမ်သွားကြလေသည်။ ထိုနေရာရောက်တော့အခါအံဩဘွေရာမြင်ကွင်းတစ်ခုကိုတွေ့မြင်ရလေသည်အချားမဟုတ်ပေ၎င်းတို့စွန့်ပစ်ခဲ့သဖြင့်ကြောက်တုံးပေါ်တွင်ပြန့်ကျဲနေသောရတယနာပြာမှုန့်များကိုနွားကြီးတစ်ကောင်ကရှာဖြင့်ရက်စားနေသည်ကိုလှမ်းညင်ကြရလေသည်နွားကြီးမှာတာမန်နွားများထက်အရွယ်အစပုံမူကြီးမှပြီးဘူကြီးကတောက်နေလေသည်ဥဂျိုနှချောင်းမှာလည်း ကျွဲဂျူတမြချွန်ထက်ရှီလျားလာသည် ထို့ပြင်နွားကြီးအယောင်အသွေးမှာတမန်နွားများဤအယောင်အသွေးနှင့်မတူလပဲကြောင်နွားတစ်ကောင်နှင့်ပုံတရံတူပြီးတူနေသည်ပမာဆိုရလင်ပုပ်ပားတောင်တဝိုက်မှာရှိသောကြောင်နှသူကြီးနှင့် ပုံတရံများစွာ တူလပေသည် သူတို့သုံးယောက်ရောက်လာမှန်သိသောအခါရတယနပြာများကိုရှာဖြင့်ရက်စားနေသောနွားကြီးက တစ်ချက်လှဲ့ကြည့်ပြီး တရှူးရှူးနဲ့နှာမုတ်တံများပေါ်ထွက်လာလေသည်ထို့နောက်ခွာရှက်ချင်းဥဂျူသွေးချင်းများ ပြုတ်လုပြီးနောက်သူတို့၃ယောက်ရှိရာသို့တဟုန်ထိုးပြေးလာကဥဂျူဖြင့်လိုက်လံဝှေ့သည်ဖြင့်အသက်လူကထွက်ပြေးကြရလေသည်အထက်ပါအကြောင်းအရာများကကြောင်နွားနှင့် ပတ်သက်သော ထူးခြားစံကျယ်မှုအချို့ဖြစ်ပေသည် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲရတယနာပြားနှင့်အသက်ဝင်နေသောကြောင်နွားအကြောင်းရာလေးအဆုံးသတ်ပါတယ်ရှင်လာမယ့်စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းဆက်လေးတွေကိုဆက်လက်စောင့်ညောနားဆင်ပြီးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်